အမတို့ဆိုဘာမှမရှိတော့ဘူးဒီဆုံးချုံသွားတဲ့အရာတွေကိုရောဘသူတွေကဘာလုပ်ပေးကြမှာတဲ့လဲကိုရှင်းစာတရားလေးတော့ရှိသေးရှင်ပါတယ်လေတဆယ်၂၈ဆစ်စင်ရဲ့ကာလအတွင်းမှာ ပြည်သူတွေထိခိုက်နစ်နာမှုကတော့အများဆုံးဖြစ်နေတယ်လို့ပြောရင်လည်းမမှားပါဘူး။လေကြောင်းပစ်ခတ်မှုကြောင့်လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်ပျက်စီးသွားခဲ့တဲ့ပြည်သူတွေရဲ့အိုးအိမ်ပစ္စည်းတွေကိုဘယ်သူကတာဝန်ယူပြန်လည်ဆောင်ရွက်ပေးမလဲဆိုတာကိုလည်းအခုအချိန်ထိခေါင်းဆောင်ကတော့ပျောက်နေဆဲဖြစ်ပါတယ်။ဒီလိုကာလအတွင်းမှာတိုင်းတားတွေအချင်းချင်းကြားမှာမတူညီတဲ့ခံယူချက်တွေနဲ့ပြည်ပခါတွေကလည်းဆက်လက်ပေါ်ပေါက်နေပါဗျ။ ဒီလိုဆိုရင်အတူတကွာပျော်ရှင်စွာနေထိုင်ဖို့ကလည်းအလံဝေးနေမလားရှမ်းပြည်ညီညွတ်ရေးကရောဘလောက်ထိအလံဝေးနေမလဲဆိုတဲ့စံပါကိုဒီနေ့ podcast ထဲမှာလာရောက်တင်ဆက်ပြတော့မှာဖြစ်ပါတယ်ဟုတ်ကဲ့ပါရှမ်းတော်စင်းရဲ့စာဖတ်ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့မြန်မာပိုင်း podcast အစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် ဒီတပတ် podcast theme ဆိုရင်တော့ရှင်းပြညွညွရေကအလန်းဝေးနေပြီလားဆိုတဲ့ဆောင်းပါးတစ်ပုဒ်ကို လာရောက်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်။မူရင်းဆောင်းပါးကိုပြန်လည်ဖတ်ရှုချင်တယ်ဆိုရင်တော့ shannew.bamis.org မှာတွားရောက်ဖတ်ရှုနိုင်ပါတယ်။ဆမာတွင်လုံခြုံရေးအရာ နာမည်နဲ့အတန်တွေကို အစားထုတ်ပြီးတော့အသုံးပြုထားပါတယ်ကျွန်တော်ကတော့စိတ်ဆင်လင်ပါ နဲ့မိုးလင်းတော့ဘုံမကျဲဘူးကျဲတော့လည်းမတက်နိုင်ဘူးပေါ့လို့လာရှုမြို့ကပြန်ကြဈေးတဲ့တယောက်ကပြောပါတယ်ကိုကန်တက်ကတင်းထားတဲ့လာရှုမြို့ကိုအညိုးကြီးလာတဲ့စစ်ကောင်စီကလေချောင်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူတွေတေဆုံးတာအိုးအိမ်ပစ္စည်းတွေအများပြားဆုံးရှုံးခဲ့ရပါတယ်ဒီလိုအခြေအနေတွေကြောင့်မြို့ကနေပြန်လည်ထွက်ခွာတော့တဲ့သူတွေရှိနေသလိုမြို့တွင်ပြန်လာနေထိုင်ပြီးတော့လောက်ကန်စားတောက်နေကြသူတွေကလည်းအများပြားရှိနေပါဗျ။ တဇောင်းနိုင်ပွဲကျင်းပတော့ကလည်းရှမ်းပြည်ရဲ့မြို့တော်တောင်ကြီးမြို့ရဲ့ကောင်းကင်ရံနဲ့ရှမ်းမြောက်ကမြို့တွေရဲ့ကောင်းကင်ရံကလင်းလက်တပ်ပတဲ့လောင်ကျွမ်းမှုတွေကတူတယောင်ရှိနေတယ်ဆိုပေမဲ့လည်းရှမ်းပြည်မြောက်ပိုင်းဒေသနေပြည်သူတွေအတွက်ကတော့ဘုံငင်းတံကိုခံစားနေရတာပဲဖြစ်ပါတယ်။ ရှမ်းပြည်မြပိုင်းမှာဘုံထံကိုခန်းစားနေရတဲ့အချိန်မှာရှမ်းပြည်တောင်ပိုင်းကပီတူတွေကတော့စစ်ကောင်စီရဲ့အတုံးတော်ခံအနေနဲ့ရှိနေတာဟာရှမ်းပြည်ရဲ့နိုင်ငံရေးနဲ့တကွရှမ်းပြည်တွင်နေထိုင်နေတဲ့လူမျိုးစုအပါအဝင် ပီတူတွေရဲ့နိုင်ငံရေးအတွင်တံတန်ကို မီးမောင်းထိုးပြနေပါဗျ။ ကိုကန်တပ်ဖွဲ့ MMDA နဲ့တအန်းသက် TNN တို့တင်ပိုက်ထားတဲ့ရှမ်းမြောက်ကိုလေကြောင်းနဲ့တိုက်ခိုက်နေပြီးတော့ငင်းချမ်းရင်ဆွေးနေမယ်ဆိုတာကလည်းတရုတ်ကိုဖားပြီးတော့ပြောတဲ့စကားဖြစ်တယ်လို့နိုင်ငံရေးလိလာသုံးတက်တူတူကတော့ရှမ်းမြောက်ကပါသွားပြီလေတကယ်ဆွေးနွေးမယ်ဆိုရင် ပြည့်ရပြည့်စကားပြောရမှာမြောက်လာရတရုတ်မှာပြောတဲ့ဆွေးနွေးမယ်ဆိုတာကတရုတ်ကိုဖားပြီးတော့ပြောတာသူရွေရှမ်းမန်ကအကုန်ပြားချပြီးမေးသိမ့်ဖို့ပဲ လူမျိုးကြီးလို့တွေးနာထင်အောင်လေးရှိတဲ့ရှမ်းကောင်းဆောင် KSS ကဦးဆောင်မှုအောက်မှာရှမ်းပြည်ရဲ့တမိုင်းတစ်ချက်မှာဘယ်တော့အခါမှစီလုံးညညမှုကိုမရခဲ့တာကတော့ယနေ့ထိတိုင်ဖြစ်ပါတယ်။လွတ်လပ်ရေးအကျိုးပင်လုံစာချုပ်လက်မှတ်ရေးထိုးခဲ့တဲ့အချိန်ဒီမှာရှမ်းကောင်းဆောင်တစုတာဖြစ်ပြီးတော့ရှမ်းပြည်နယ်လူမျိုးစုများကနစ်နစ်ကကကိုစားပြုခွင့်ပေးထားသူများလို့ယုံကြည်လာရောက်တဲ့အထောက်အထားမရှိခဲ့ပါဘူး။ ဆိုလိုဒီမာလူမျိုးစုငယ်များအနေနဲ့အုတ်ချုပ်တူရှမ်းစော်ဘွားများထံထင်မြင်ယူဆချက်များလူလားချက်များတင်ပြပြောဆိုနိုင်တဲ့အထိအာမကောင်းခဲ့တာဒါမှမဟုတ် လူရအတွင်းမခံခဲ့ရတာလို့ဆိုရမှာဖြစ်ပါတယ်။ လွတ်လပ်ရေးအကြိုကာလ1948ခုနှစ်မှာပါလီမန်အစိုးရ1958ခုနှစ်အထိရှမ်းပြည်နိုင်ငံရေးဟာပတိတရစ်စန့်ကျင်ရေးတာဖြစ်ခဲ့ပြီးပင်လုံစာချုပ်အကောင့်ထဲဖော်ရန်မျှော်လင့်ချက်မရှိတဲ့အခါမှာစစ်အာဏာရှင်တော်လှန်ရေးစတင်လာခဲ့ပါတယ်။ 1962ခုနှစ်ပို့ချုပ်နေရန်အနာသိမှုကြောင့်ရှမ်းပြည်ရဲ့ဆက်အနာရှင်တော်လန်ရေးကိုမိထိုးပေးတဲ့ကဲ့သို့ဖြစ်ခဲ့ရာကနေလူမျိုးစုတွေကပါတော်လန်ရေးထဲမှာပါဝင်လာခဲ့ပါတယ်1964ခုနှစ်မလ25ရက်နေ့မှာရှမ်းပြည်လွတ်လပ်ရေးတပ်မတော် SSIA ရှမ်းအမျိုးသားညီညွတ်ရေးတပ်ဦး SNUF နဲ့ကိုကန့်တော်လှန်ရေးတပ်မတော် KRF တို့ ထိုင်းနိုင်ငံချင်းမိုင်မှာတွေ့ဆုံပြီးတော့ရှမ်းပြည်တပ်မတော် SSA ကိုထူထောင်ခဲ့ပါတယ်။အဲ့ဒီလိုတည်ထောင်ပြီးတော့အဲ့ဒီနှစ်ဧပြီလ24ရက်နေ့မှာပဲ SSA ဆိုပြီးတော့တရားဝင်ကျင်းပပြီးတည်ထောင်လိုက်ပါတယ်။ ဒါပေမဲ့တပ်ပေါင်းစုအတွင်တံဖြစ်တဲ့ SSA ဟာတိုင်းတုံဒေတာတော်လရင်တက်ရှမ်းအမျိုးသားတပ်တော် SNA နဲ့ရှမ်းတော်လရင်တပ်တန်းရင်နဲ့နုံစက်ခံငယ်ရွယ်ရဲရင်တဲ့စစ်တီတော်တွေအဖွဲ့တော်ပါဝင်ခြင်းမရှိပါဘူးအဲ့ဒီချိန်ကလေးကရှမ်းပြည်တော်လရင်ဟာတိတာထင်ရှားတဲ့အကွယ်အပြဲတွေနဲ့စတင်ခဲ့ပြီးယနေ့အချိန်ထိဖြစ်နေပါတယ်ယနေ့မြန်မာခေတ်မှာရှမ်းတပ်နဲ့တပ်ကွဲပြားနေတာဟာလည်း အထင်ရှားဆုံးပြရောက်တစ်ခုဖြစ်နေပါတယ်။တဆန်၂၀ခုစစ်စင်ရင်နဲ့စစ်မြေကြားကပြည်သူများနှစ်ပေါင်း60ကျော်ကြာအခွဲပြဲတွေနဲ့ပြင်းထန်နေပြီးမူးယစ်ဆဲဝါးနဲ့ပုံဖော်ခံထားရတဲ့ရှမ်းပြည်တော်လှန်ရေးဟာငယ်ရွယ်သူတွေဦးဆောင်တဲ့ညီနာမဟာမိတ် MMDAA TNN နဲ့ AA တို့ရဲ့တဆန်၂၀ခုစစ်စင်ရင်ဟာအသက်ဝင်လာခဲ့ပါတယ်။ စစ်စင်ရဲ့တနစ်ပြစ်လာပြီးတဲ့နောက်ပိုင်းမှာရှမ်းပြည်မြပိုင်းတစ်ခုလုံးနေပါကိုတိမ့်ပိုက်နိုင်ခဲ့တယ်ဆိုပေမဲ့လည်းတော်လန်ရဲမှာအစင်အလာကြီးမာပြီး क्वे ပြားနေတဲ့ရှမ်းပြည်တပ်မတော် SSA နေနေတော့ပါဝင်တိုက်ခိုက်လာခဲ့တာတော့မရှိပါဘူး။ညီနာမဟာမိတ်တွေတိမ့်ပိုက်လိုက်တဲ့မြို့တွေဟာရွေရွက်ချက်ရှိတယ်ဖြစ်စေမရွေရွက်တယ်ဖြစ်စေထိုနေရာတွေဟာရှမ်းလူမျိုးစုရဲ့အစင်အလာအထင်ကရနယ်တွေကိုတိမ့်ပိုက်ထားတာကတော့ပကတိအမှန်တရားပဲဖြစ်ပါတယ်။ တဆယ်၂၀ခုစစ်စင်ရင်တနစ်တာကာလအတွင်းမှာလဲရှမ်းမြောက်နယ်မြေတစ်ခုလုံးနှိပါအပြင်ရှမ်းတောင်နဲ့မန္တလေးတိုင်းဒေသအထိစုစုပေါင်းတန်းနဲ့ချီတဲ့ပီတူတွေကစစ်ပေးတင်းတဲ့တံကိုခန်းစားနေရပါတယ်။ စစ်ပွဲအတွင်းစစ်ကောင်စီကလည်းပြည်သူတွေကိုပြစ်မှတ်ထားပြီးတော့လေကြောင်းနဲ့တိုက်ခိုက်ခဲ့တာကြောင့်ရှမ်းမြောက်နယ်ပြည်သူ399ဦးသေဆုံးခဲ့တယ်လို့လူအခွင့်အရေးဆိုင်ရာလှုပ်ရှားမှုကွန်ရက်ကပြီးခဲ့တဲ့2023အောက်တိုဘာ29ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်ထပ်ပြန်ချက်နောက်ပိုင်းမှာလဲစစ်ကောင်စီကလေကြောင်းနဲ့တိုက်ခိုက်မှုတွေနှစ်ဆင့်ပြုလုပ်နေတယ်လို့ယနေ့ထိတိုင်လဲစစ်နယ်မြေ area တွေမှာလေကြောင်းနဲ့ပုံကျဲတိုက်ခိုက်မှုတွေရှိနေပါတယ်။ စစ်ရဲအပြင်တဖက်မှာလည်းတယောက်ကနယ်စပ်ကွက်တွေကိုပိတ်ဆို့ထားတာကြောင့်ရှမ်းမြောက်ဒေသမှာကတော့ကုံစင်းတော်အစမတန်မြင့်တက်လာပြီးတော့ပြည်သူတွေကတော့အထွေထွေ အကြက်ထဲထဲစိုက်ရောက်နေတဲ့အခြေအနေဖြစ်နေပါဗျ။ရှမ်းပြည်ညင်ညွတ်ရင်းနဲ့ငင်းချင်ရင်လက်ရှိရှမ်းပြည်ရင်ဆိုင်နေရတဲ့ပြဿနာဟာတိရုပ်ဖိအားစစ်ပွဲနဲ့တိုင်းဒေသများရဲ့နေမြေပြဿနာပဲဖြစ်ပါဗျ။ ဒီပြဿနာတွေကိုတပြိုင်နက်တည်းဖြေရှင်းဖို့ဆိုရင်ရှမ်းပြည်တွင်းထဲကအဖွဲ့အစည်းတွေအလုံးတရားဝင်တဲ့စီလုံးညီညွတ်မှုတာလင်းဖြစ်နိုင်တယ်လို့ရှမ်းနိုင်ငံရေးလှိလာတုံးတက်တူတူကတော့အခုလိုပြောပြပါဗျ။ရှမ်းပြည်ညီညွတ်ရေးနဲ့ငင်းရှမ်းရေးအတွက်ညီလာခံတစ်ခုခေါ်တဲ့နဲ့ပြန်လို့စစ်ကောင်စီနဲ့ပူးပေါင်းနေတဲ့အဖွဲ့တွေလည်းပါရမယ်။သူတို့ပါလို့စစ်တပ်နဲ့ပေါင်းနေလဲဆိုတာဖြေရှားရမယ်။တိုင်းဒါတွေရဲ့ဖြစ်တည်မှုကိုအတိမတ်ပြုတ်ပြီး နေမင်းနဲ့အုတ်ရှုပ်ရည်စနစ်အတွက်အာမခံနေညညွရည်မျိုးရရင်တရုတ်ကစစ်ကောင်စီရောပမာမခံမလောက်ရတော့ပြဿနာတွေအကုန်ရှင်းသွားမယ်ဒါပေမဲ့ရှမ်းပြည်ညညွရည်အတွက်ရှမ်းလူမျိုးစုများရဲ့အရေးပါမှုကိုကြံတိုင်းသားများအနေဖြင့်လည်းအလေးအနက်အတိမတ်ပြုဖို့လိုအပ်ပြီးနိုင်ငံရေးဝန်ကိုမျှထမ်းဖို့လိုအပ်နေပြီလို့သူကထပ်ပြီးတော့တုံ့တက်ပါတယ်ရှမ်းပြည်ဆိုတာ ်ငါတို့အားလုံးပိုင်ဆိုင်တဲ့နေမေလို့စဉ်းစားနိုင်သမျှတော့ပမာရဲ့လွမ်းမှုမှုအောက်ကမလွတ်မြောက်နိုင်တယ်လို့ကိုယ်တေတာအတီးတီးရဲ့လူမှုဘဝထူထောင်မှုမှာလေကြော်လွန်ဖို့ရမဖြစ်နိုင်တဲ့ကြီးစွာသောအခက်ခဲနဲ့ရင်ဆိုင်ရပါလိမ့်မယ် တဖက်မှာလည်းရှမ်းအချင်းချင်းကကွဲနေပြီးရှမ်းပြည်တွင်းနေထိုင်တဲ့တိုင်းရင်းသားတွေအားလုံးရဲ့ပုံတဘောတူညီမှုကိုရတဲ့ညီလာခံမျိုးကိုကျင်းပဖို့ကလည်းမလွယ်ကူဘူးလို့ရှမ်းနိုင်ငံရဲ့တူတေတီဇိုင်ဝမ်ဇိုင်ကအခုလိုတုံ့တက်ပြပါဗျာ EAO တွေအားလုံးပါဝင်မဲ့တွေ့ဆုံဆွေးနွေးရေးဖြစ်နိုင်ဖို့အတွက်ကခက်ခဲနေတာကလည်းအထင်ရှားဖြစ်ပါတယ်။ရှမ်းတန်းနဲ့တက်အချင်းချင်းငြိမ်းချမ်းရေးမရနိုင်တဲ့ ပေါင်းစည်းမှုမဖြစ်နိုင်တဲ့အချိန်ရှမ်းမဟုတ်တဲ့တခြားလူမျိုးစုတက်တွေအကြောင်းထက်သွင်းစဉ်းစားမှုမလုပ်နိုင်သေးပါဘူးလို့ဆိုင်းဝန်းဆိုင်ကပြောပါတယ်တောင်ပြင်တိုင်းတန်းလက်နက်ကင်တချို့အနေနဲ့လည်းနေမြေချက်ထွန်လို့တဲ့တီးချားရွယ်ချက်ကလည်းရှိနေတာကြောင့်ပုံတဘောတူညီချက်ရရေးပို့ခတ်ခဲနိုင်တယ်လို့ဆိုင်ဘန်ဆိုင်ကထပ်ပြောပါဗျ။ ဒါကြောင့်မလို့ရှမ်းပြည်အတွင်းမှာရှိတဲ့အစုအဖွဲ့အားလုံးကအလုံးပါဝင်မဲ့ရှမ်းပြည်ကကွယ်ရေးအစီအမံလိုမျိုးအပေါ်တဘောတူညီချက်ရဖို့လိုအပ်တယ်လို့ပုံမျိုးသားတယောက်တကန်လည်းပေါ်ထွက်လာဖို့လိုအပ်ပါတယ်။အဲ့ဒါတွေအားလုံးဟာရှမ်းပြည်ညီညွတ်ရေးကော်မတီ CNSSU ရဲ့မူဝါဒကြေညာစာတမ်းငြိမ်းချမ်းစွာအတူတကောရှင်တွဲနေထိုင်ရေးမူနဲ့အညီဖြစ်တဲ့မှာတယ်။ မတူကွဲပြားမျိုးများပေါင်းစည်းညီညွတ်ရေးအတွက်တခုတည်တော်နီလန်ဖြစ်ပါတယ်လို့ရှမ်းနိုင်ငံရေးတူတည်ဒီစမ်းမဆိုင်ကတုံ့တက်ပါတယ်၎င်းအနေနဲ့ရှမ်းညညွေရင်နဲ့ငင်းချမ်းရင်အတွက်2017ခုနှစ်ကစတင်ဖွဲ့စည်းထားတဲ့ရှမ်းပြည်ညညွေရေးကော်မတီ CSSU ကိုညွှန်းဆိုနေတော့လေရင်းအဖွဲ့စည်းရဲ့လုပ်ငန်းစဉ်ဟာ2022ခုနှစ်ကတည်းကရပ်တန့်နေပြီဖြစ်ပါတယ်။ ရှမ်းပြည်တွင်ဩစာကြီးမားလာတဲ့ SNLD ပါတီကလည်းရှမ်းပြည်ညီညွတ်ရေးအစဉ်တစိုက်ကိုစ조사နေတော့လဲမအောင်မြင်တဲ့ပဲယခုတိုင်စ조사ဆဲဖြစ်တယ်လို့ SNLD နဲ့ညီဆက်တဲ့တူတူကပြောပါဗါးဒါပေမဲ့အခုလက်ရှိရှမ်းနိုင်ငံရဲ့အခင်းကျင်းမှာမှတ်ချက်ပေးဖို့ကတော့သူကညှင်းဆို့ထားပြီး SNLD ပါတီ36နှစ်ပြည့်ထုတ်ပြန်ချက်ကိုတောင်ညှင်းဆို့လိုက်ပါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာ26ရက်ကကြားရောက်ခဲ့တဲ့ SNND ပါတီ36နှစ်ပြည့်ထုတ်ပြန်ချက်နဲ့မိခွန်းတွေမှာရှမ်းပြည်ညွညွရေးနဲ့ငင်းချမ်းရေးတာမကပြည်ထောင်စုတစ်ခုလုံးငင်းချမ်းရေးကိုပါတီအနေနဲ့ကြိုးပမ်းနေကြောင်းဖော်ပြခဲ့ပေမဲ့လက်တွေ့ကြတီမှာလှောက်ဆောင်ချက်များကိုမူယခုတိုင်မတွေ့ရသေးပါဘူး SNND ပါတီနဲ့ NND ပါတီတို့ရဲ့ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီးတော့မြန်မာပြည်တနန့်တပြားစစ်ပေးတင်နေတယ် နှစ်စင်နဲ့အမျှလင်းရင်ဘုံကျဲတာကြောင့်ဘယ်မြုပ်ဘယ်ရွာကပြည်သူတွေထိခိုက်ကြဆုံးလဲဆိုတော့ယင်သမမနဲ့ဒီလိုတော့ကပူမီတွေကြားထဲက36နှစ်ပြည့်ကြတဲ့ပါတီကြီးနှစ်ပါတီရဲ့ထုတ်ပြန်ချက်ကဘာကိုဆိုလိုမှန်းမသိပါဘူးအခုຫນွေဦးတော်လန်ရေးစစ်အာဏာရှင်အမျက်ပြတ်ချိန်မုံရေးသူတို့နဲ့ဆိုင်သလားမဆိုင်ဘူးလားပြည်သူလူထုတွေအလုံးစုံအမောင်းထဲကြားရောက်ချိန်ပါတီကြီးတွေကဘာလုပ်ကြမှာတော့ သူတို့တဘောထားထုတ်ပြန်ချက်ကိုအကြင်ကြင်ဖတ်တယ်။မာဆိုလိုလည်းလက်ရှိအခြေအနေကိုဘလို့ဥဆောင်မလဲမသိပါဘူး။ကျွန်တော်တို့ထံပိုးထားတဲ့ခေကြည်စက်တဲ့ပီရီယတ်တွေကျွန်တော်တို့ခေရဲ့ယုံကြည်ရာကိုဒါရှေ့ကိုချီတက်ကြပါစို့လို့ TNN ခေါင်းဆောင်တဖုံးကျော်ကပြီးခဲ့တဲ့အော်တိုဘာ26ရက်နေ့မှာသူ့ရဲ့လူမှုကွန်ရက်ပေါ်မှာဝေဖန်ရေးသားထားပါတယ်။ ဒီဝေဖန်မှုကိုကြည့်ရင်ရှမ်းနိုင်ငံရင်းမှာ ရှမ်းလူမျိုးကဗဟုချက်ဖြစ်ပြီးကြံလူမျိုးစုများကဝန်းရံပေးရမယ်ဆိုတဲ့အယူဆဟောင်းကိုဖောက်ထွန်းဖို့လိုအပ်နေတာကိုမိမောင်းထုတ်ပြနေပါပြီ။ရှမ်းလူမျိုးစုအနေနဲ့နိုင်ငံရင်းဗဟုချက်အတွင်းတို့ကြံလူမျိုးစုကိုဆွဲခေါ်ခြင်းဤတာရေရှည်ရှမ်းပြည်တည်ငြိမ်ရင်းနဲ့ငြိမ်းချမ်းရေးအတွက်အဖြစ်ဖြစ်တယ်လို့ညွှန်းဆိုနေပါတယ်။ မိတို့ပင်ဖြစ်စေအရေးကြီးလာတဲ့ရှမ်းပြည်ညွညွရဲ့အတွက်တက်ဆန်ရာတိုင်းတားကောင်းဆောင်များသဘောထားကြီးစွာဖြင့်ပီတူလူထွအားမျက်နာမူနိုင်ရန်နိုဝင်ဘာ15ရက်နေ့ညပိုင်းကမီးလောင်ခဲ့တဲ့ Inle Princess Resort Inle Minami Hotel ရဲ့ထုတ်ပြန်ချက်ပါစာပိုက်ကိုကိုးကားလိုပါတယ်အဆုံးသတ်မှာတော့ကျမတို့ဘဝမှာအောက်ပါသုံးခုသောအရာတွေကသာရည်ကြီးရလို့အမှတ်ယူပါတယ်ကျမတို့ဘလောက်မြတ်တာထားနိုင်ခဲ့တယ်လဲ ကျမတို့ဘလညင်တာတတိရှိစွာနဲ့တာဝန်တည်တည်ရှင်သန်နေထိုင်ခဲ့တယ်လေဉာဏ်ပညာနဲ့ရှင်သန်နေထိုင်ရင်လက်လွတ်လပ်ရမယ့်အရာတွေကို ကျမတို့ဘလအတိတရားရှိရှိနဲ့အင်ဒရီရရထွက်သွားခွင့်ပေးမလဲဆိုတာပါပဲလက်ရှိမှာလဲစက်ကောင်စီကရှမ်းမြောက်ကိုထိုးစစ်ဆင်ဖို့အတွက်အကြီးကျယ်ပြင်ဆင်နေပြီးတော့ပြည်သူတွေက ပို့ပြီးတော့ဒုက္ခကြုံရမယ့်အခြေအနေတွေဖြစ်နေပါလေအမားတို့ဆိုဘာမှမရှိတော့ပါဘူးဆုံရှုံသားတာတွေဘယ်သူကဘာလုပ်ပေးကြမှာလဲ ကိုချင်းစာစိတ်တရားလေးထားကြစေချင်တယ်လို့နေ့စဉ်နေပါလေကြောင်းနဲ့ဘုံကျဲတိုက်ခတ်မှုကိုခံနေရတဲ့နှောင်ချုံမြုတ်ခံအမျိုးသမီးတို့ကမေခွန်းထုတ်လိုက်ပါတယ်။ဒါပေမဲ့တူမရဲ့မေခွန်းတော့ကတော့ယနေ့ထိအပြည့်မရှိသေးပါဘူး။ယခုဖတ်ပြထားတဲ့စာမားကို ခွန်းအောင်ကရေးသားထားတာဖြစ်ပါတယ်။ကျွန်တော်ကတော့တင်ဆက်သူစိုက်စင်လေးဖြစ်ပါတယ်။